ကျရဲ့6လ2025မှဒီ14ရက်6လ2025တပတ်သာကညမာများကိုတင်ပြပေးတော့မှာဖြစ်ပါတယ်ဗျာမင်္ဂလာပါဗျာကျန်းကြီးမြန်မာပြည်ပါဒီနေ့7ရက်6လ2025မှဒီ14ရက်6လ2025တပတ်သာကညမာများကိုတင်ပြပေးတော့မှာဖြစ်ပါတယ်ဗျာဒါကြောင့် ရှိရ6လ2025မှာဒီ14ရက်6လ2025တပတ်သာကံကြမ္မာများဖြစ်ပါတယ်ဗျာဒီဒီဘက်ကတော့အိုးလောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စမှာတော့ဒီချိန်မှာဟိုတနင်္ဂနွေဂျိုးအားနေပြီးတော့တောက်ကြဟုတ်ကူးတော့မှာဗျာကူးတော့မှာဖြစ်တဲ့အတွက်အိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စမှာတော့တဖြည်းဖြည်းနဲ့နည်းနည်းပါးပါးစိတ်ထဲမှာအလိုမကျမှုဖြစ်ပေါ်နေတာကြီးစိတ်ထဲမှာတိတ်ပီတိမဖြစ်ဘူးပြဿနာကြီးလားဆိုလို့ပြဿနာမရှိဘူးဒါပေမဲ့ဒီတစ်ပတ်ကြော်သွားတယ်ရင်အိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့မှာပုရိသဘောမကြော်တော့ကြော်တော့ပုရိတုမရှိဘူး ။အိုးရင်လောက်ကန်တဲ့ပတ်သက်မှာရုပ်ကြီးရုပ်ကြီးပြောင်းလဲမှုတွေကြုံရမယ်ကာလာမှုဖြစ်ပါတယ်။ဒီချိန်လေးတော့ဒီတစ်ပတ်တည်းတော့ငြိမ့်နေတယ်ဗျို့။ခင်ဗျာဒီ၁၄ရက်၅ကျော်သွားရင်တော့အိုးရင်လောက်ကန်တဲ့ပတ်သက်တဲ့ထူးထူးခြားခြားပြောင်းလဲမှုတွေတော့ကြုံလာမှာဖြစ်ပါတယ်။ဒါကြောင့်ဒီတစ်ပတ်မှာအိုးရင်လောက်ကန်တဲ့ပတ်သက်တဲ့အဆင်ပြေပြေရတဲ့မြည်သည့်ခွန်ရဲ့အသားသမီးမဆိုးအားလုံးတို့ဒီခင်ဗျာအဲ့ဒီမှာရာဟုတောင်းအောင်မြောက်တောင်းလက်လှည့်ပြီးမှခင်ဗျာနွားနို့လေးကိုတောက်ပြီးမှသူတောင်းအသေးနွားနို့လေးအဲနွားနို့လေးကျွန်တော်လေး အလုတ်ကံမကောင်းဘူးဗျာအလုတ်ကံကောင်းခြင်းနဲ့ကျွန်တော်အိမ်ဆောက်ခြင်းနဲ့အိမ်နဲ့ပတ်သက်တဲ့ခွန်းလမ်းတွေပိတ်နေတယ်ကျွန်တော်အလုတ်ကံနဲ့ပတ်သက်တဲ့ခေါ်သာလေးတွေနဲ့ပတ်သက်တဲ့အားဒီဖြစ်အလုံးမဖြစ်ဘူးဒါကြောင့်လုတ်ခေါ်သာလေးတွေလာမှအိမ်လေးဆောက်နိုင်မှအိုးရင်လုတ်ကံနဲ့ပတ်သက်တဲ့ပုံလမ်းမှဖြစ်မယ်ဒါကြောင့်အသင်းနွားနူလေးကကုညီဆောက်ချောက်တော်မူပါဆိုတဲ့အကြောင်းရာဦးတော်နောက်ဘက်တော်လှည့်ပြီးနွားနူလေးတောက်ပြီးဆူတောင်းမယ်ဆိုရင်သင်းတော်မှာပိတ်နေတဲ့ကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်တကယ်လို့ဖျားတဆူမှာသွားမယ်ဆိုရင်တော့တမာညွန့်လေးတွေတမာပင်ကတမာညွန့်လေးတွေ ဒါမှမဟုတ်ထင်းရက်ကလေးတွေထင်းရက်ဆိုရယ်လုံးပေါ့ဗျာအဲရောက်တော့မှလှူပြီးတော့ဆူတော့အတင်းထင်းရက်ကလေးရဲ့မြတ်စွာဘုရားသခင်ကရည်မှန်းပြီးတော့ထင်းရက်ဆယ်လုံးများလှူတတ်ပါတယ်ဒါမှမဟုတ်တမန်ညွတ်ဆယ်ညွတ်များလှူတတ်ပါတယ်အဲဒီလှူတတ်တဲ့ကံကြောင့်ဘုရားတပည့်တော်အိုးဝင်လောက်ကိုင်းနေပိတ်ဆို့နေတယ်ပိတ်ဆို့နေတဲ့အိုးဝင်လောက်ကိုင်းများအများဆုံးဝင်လမ်းမှာဒီကြောင့်လေးလေးစားစားရောက်တော့နောက်မြောက်တော့လှည့်ပြီးဆူတောင်းမယ်ဆိုရင်အတင်းတော့မှပိတ်ဆို့နေတဲ့ကံများအများဆုံးဝင်လမ်းသွားမှာဖြစ်ပါတယ်ဗျာ ီတရားဓမ္မကံကောင်းသေးတဲ့ကိစ္စတော့မန်းနီခொနဲ့သားသမီးနဲ့ပတ်သက်တဲ့ငွေရင်းပတ်သက်တဲ့ပါဒီချိန်မှာထူလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ရတဲ့မိမိရွေမြုံမှန်းတယ်လို့ရတတ်တယ်ပြုဒီချိန်ဟာပတ်သက်ရတတ်တဲ့အထဲမှာတော့ထိတ်ဆုံးအချိန်ပဲဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့စီမံချက်တွေချပါငွေကြီးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလုပ်မယ်ဆိုလို့ရှိရင်တရားခရယူဆိုင်ပါရလူမှုတွေဒီနေ့ဘလောက်ဝင်မှဒီတစ်ပတ်ထဲမှာဘလောက်ဝင်မှဆိုတဲ့စိတ်တွေကိုမွေးပါအဲ့ဒါငွေတွေရပြီးအောင်မြင်ကြကြမှာနှစ်မုတ်သွင်းတော့ငွေရနေပြီးအောင်မြင်ကြကြမှုအားနေတဲ့ကာလမျိုးဖြစ်ပါလေဗျာ ဒါကြောင့်ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စမှာဒီချိန်မှာယာယီထင်ကိုလွဲချော်နေတဲ့ပုံကိုရလုံမှုရှိတဲ့မြည်သည့်လူမဆိုးတင်းနေလားအရှိအရာကိုလှဲ့မြေဘဲတန်ကျော်လေးတစ်စီးလောက်စားပြီးမှဆူတောင်းမြေဘဲတန်ဖြစ်ပေါ်နေတဲ့အခက်အခဲကိုကြောချင်းလို့ငွေကြီးနဲ့ပတ်သက်လို့ကြောချင်းလို့မြေဘဲတန်ကျော်လေးတစ်စီးလောက်စားပြီးမှဆူတောင်းအဒီမြေဘဲတန်ကျော်လေးကျွန်တော်မှငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလိုးနေတယ်ကျွန်တော်လိုတဲ့ပတ်စံဘယ်လောက်ကျွန်တော်သူများကိုပေးရမှာဘယ်လောက် ရမှာဘလောက်ကျွန်တော်ပြရင်ရင်တရားလေးတွေစင်မပြေဘူးဗျာအဲ့ဂီတာလေးတွေစင်ပြေခြင်း ਨੇ တိုက်ကြောင်အသင်မီဘဲတန်ကျော်လေးကအကူညီဆောင်ကြောက်ပါဆိုတဲ့အကြောင်းတင်းင်းလာအရှိရာကိုလက်မီဘဲတန်ကျော်လေးစပြီးဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်နေတဲ့ကံများအမြန်ဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဗျာနော်အဲ့ဒါဒါမှမဟုတ်လို့ရှိရင်လည်းမီဘဲတန်ကျော်ဆိုစကူတီစကူတီကိုခမရအဲ့မှာအဲ့ပကံလေးနဲ့တဲ့ကျွကျွကလေးနဲ့ထုတ်ထုတ်ပြီးမှတင်းင်းလာအရှိရာကိုလှည့်ပြီးမှဆူတောင်းပြီးသုံးတယောက်သောသူကို အာဟာရကုသပြုလိုက်ပါဗျာခမံပူးလိုက်လို့ရှိရင်ပိတ်ဆိုးနေတဲ့ငွေပွင့်ပြီတကယ်လို့တင်းနေလားအရှိရမှာဖရာတစုမှာဆိုရင်တော့ကန်းကုန်ညွန့်ကန်းကုန်ညွန့်အဲကန်းကုန်ညွန့်လေးတွေဒါမှမဟုတ်လို့ရှိရင်ပွင့်နေသောပန်းစကူးပွင့်ကန်းကုန်ညွန့်လေးတွေတုံးဒါမှမဟုတ်ပွင့်တဲ့ပန်းလေးတွေလွယ်တယ်ဗျနှင်းသီးလေးတွေလည်းရမယ်ဘာဖြစ်ဖြစ်ပွင့်နေသောပန်းတကယ်လို့များအဆင်ပြေမယ်ဆိုရင်အဖြူအောင်ရှိသောပန်းသေးသေးကြီးကြီးစကူးပွင့်အမသွေးလေးတွေလည်းရတယ်ဇုံလေးလည်းရတယ် ပွင့်နေသောဗန်19ပွင့်ဖျားကိုလုမယ်ဆိုရင်တော့တင့်မှာပိတ်ဆိုနေတဲ့ငွေကြီးနဲ့ပတ်သက်တဲ့ကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်။ဒါကြောင့်ခမံငွေကြီးနဲ့ပတ်သက်တဲ့နီးနဲ့ဆက်သက်တဲ့လူတွေကတော့တင်းနှင်းလာအရှိရကုန်လက်လက်ပြီးတော့ခမံမြေပတ်တဲ့ရော်လေးဒစီစားမလား19ဒီကိုစူတောင်းပြီးမှကုသိုလ်လုပ်မလားဖျားမှာလှူမလားအပွင့်မန်းလေးတွေ19ပွင့်လူလိုက်စားမှာဗျာခမံငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာဒီဒီပတ်အတွင်းအများဆုံးအဆင်ပြေသွားမှာဖြစ်ပါတယ်။ဒီအချိန်မှာဒီနေ့ရငွေကြီးအခြေအနေကဒီချိန်တော်တော်ကောင်းနေလား ဒါကြောင့်ဒီချိန်လေးမှာအကျိုးသွားပြီးတော့ငွေကြီးနဲ့ပတ်သက်တဲ့ကံလေးတွေဖော်လိုက်စမ်းပါဗျာခမရမှာပိတ်ဆိုနေကံများအများဆုံးပွင့်သွားပါလိမ့်မယ်စိတ်ထဲမှာချမ်းသာလားဆိုချမ်းသာတဲ့အစဉ်ပြေးလားဆိုပြီးတယ်တကယ်တမ်းကျစိတ်နဲ့လူနဲ့မှာမကပ်ဘူးစိတ်ကမြန်ပြီးလူကအားနည်းနေတဲ့ကာလမျိုးတွေဖြစ်ပါတယ်တခုခုလွဲချောနေတယ်လို့ယူဆနေရတာပေါ့အဲ့လွဲချောနေတာအိမ်မှာရှိတဲ့အခုအချိန်မှာတရက်ပြန်တရက်သီးလေးရှိတယ်တရက်သီးလေးတစ်လုံးလုံးကိုင်းခမရအင်္ကာတော့အရှိတောင်တော့လှက်လှက်ပြီးမှဆူတောင်းပြီးမှတစုံတယောက်သောသူအစာအာဟာရကုသိုလ်ပြုလိုက်စမ်းပါဗျာ အတင်းတည်းအတီးလေးကျွန်တော်ကျွန်တော်စိတ်ညစ်နေကျွန်တော်ညစ်ရတဲ့ကိစ္စအရောက်မမကောင်းဘူးပြအလောက်ကမကောင်းဘူးအိမ်ဆောက်နိုင်မှုငွေကြီးအကျွေးတွေပေးတရားရှိတယ်အဲ့ဒါကြောင့်ကျွန်တော်စိတ်ညစ်နေညစ်နေတဲ့စိတ်တွေအများဆုံးအဆင်ပြေအောင်ကုညီစောင့်ကြောက်ပါဆိုတဲ့အကြောင်းအင်္ဂါတော့အရှိတောင်တောင်လေးအတည်းတည်းလေးခြင်ပြီးဆူတောင်းမယ်ဆိုရင်တင့်မှာပိတ်နေတဲ့စိတ်ချမ်းသာပျော်ချင်မှုများအများဆုံးရရှိမှာဖြစ်ပါတယ်တကယ်လို့များအဆင်ပြေမယ်ဆိုလို့ရှိရင်တည့်ရပြန်အရွက်စုစုပေါင်း20နဲ့တူရက်ကို ရတဆူရဲ့အင်္ကာတော့မှာပွားပြီးလှူလိုက်ဆမ်းပါဗျာခမလွဲချုံနေတဲ့ကိစ္စတွေအများဆုံးတက်ရောက်ပေါ်မှာဖြစ်ပါတယ်နော်အဲ့ဒါလေးကိုနဲ့နီးနေဆက်တဲ့တဲ့လူယောက်ျားလူယောက်ျားတွေဓာတ်ပြက်နေတယ်ယောက်ျားမှန်သမျှဓာတ်ပြက်တယ်ဘောင်းမီဝတ်တဲ့လူတွေဓာတ်ပြက်တယ်ဌာနဆိုင်ရာတွေဓာတ်ပြက်တယ်မင်းတွေဓာတ်ပြက်နေတယ်အဲ့မင်းတွေဓာတ်ပြက်လို့မင်းတွေမှာဒုက္ခရောက်အောင်ကာလမှုဖြစ်နေတာဖြစ်ပါတယ်မင်းတွေကလည်းအောက်ကြီးကိုမထိနိုင်အောက်ကြီးကလည်းမင်းကိုမကြောက်အဲ့တော့အောက်ကြီးရဲလှုပ်ချင်တာလို့မင်းရဲလည်းဖြစ်ချင်တာဖြစ်နေတော့အဲ့မင်းနေပြဿနာတက်မဲ့ကိစ္စအဒီချိန်မှာ လူယောက်ျားတွေဓာတ်ပြည့်မှုကစလာတာပါမင်းရဲ့ဒုက္ခလူယောက်ျားဓာတ်ပြည့်မှုကစတဲ့ကာလမျိုး နောက်ခုနှစ်ကျော်သွားရင်တော့မင်းနေနဲ့ပတ်သက်တဲ့ကိစ္စမှာအာတော်ကိုညံ့သွားတဲ့ကာလမျိုးကိုကျုံနေရပြီဗျာဒါကြောင့်လူယောက်ျားတွေဓာတ်ပြည့်နေတယ်လူယောက်ျားတွေနဲ့ပတ်သက်တဲ့မှာငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စအာရမတောင်းဆိုမှုတွေဖြစ်တယ်တွေးတဲ့လူတိုင်းတောင်းတယ်တွေးတဲ့လူတိုင်းခမဖမ်းနေအဲတွေးတဲ့လူတိုင်းပတ်သက်တောင်းနေတော့တာပဲ တက်ဆိုင်ရအဆင့်လိုက်အဆင့်လိုက်အဆင့်လိုက်မိမိလုံနိုင်သလောက်လုံပိုင်ခွင့်မှာအသုံးချပြီးငွေကြေးနဲ့ပတ်သက်တဲ့လိမ်လည်မှုတွေကျူးလွန်နေတာဖြစ်တဲ့အတွက်မင်းနေရဒီချိန်မှာငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စအကြောင်းအလုတ်ကိန်းနဲ့ပတ်သက်တဲ့ပြဿနာတွေအတချိန်မှာအကြီးအကျယ်အန္တရာယ်ဖြစ်တော်မယ်ကာလအစပြုနေပြီလို့ဆိုရပါဗျာလူယောက်ျားတွေတက်ပြတဲ့အကြောလမ်းနေမှာသွားတဲ့အခါမှာဂိူးဆိုင်တန်းပေါ်မှာတွေ့ရင်လူယောက်ျားတွေပြဿနာနေမယ်ကိုရင်ကိုရမှာတော့ရှင်းလို့ရသေးတယ်အပြင်လမ်းပေါ်မှာပြဿနာများများတွေ့တာ အခုချိန်မှာဘလက်တီဖမ်းနေတယ်တိုင်ကယ်တီဖမ်းနေကားတီဖမ်းနေအာအကိစ္စတီဖမ်းနေကိစ္စတွေဟာနောက်15ရက်ကျော်သွားရင်တော့ပြဿနာတခုခုကတော့တက်တော့မဲ့လက္ခဏာပေါ်နေတဲ့အာမျိုးဖြစ်ပါတယ်ဒါကြောင့်ဒါကြောင့်လူယောက်ျားလေးဓာတ်ပြည့်နေတာဖြစ်တယ်လေလူယောက်ျားလေးနဲ့ပတ်သက်တဲ့ဓာတ်ပြည့်တဲ့လူယောက်ျားလေးတွေနဲ့ပတ်သက်လို့အဆင်ပြေကြောင်းတောက်ရမြောက်ရကိုလှည့်ချိုးချင်းလေးတလုံးလောက်စားပြီးမှဆူတော့အတင်းချိုးချင်းလေးလူတွေဓာတ်ပြည့်နေတယ်ပြောသမျှဆူသမျှအမိတ်မနာခံဘူး ငွေကြေးနဲ့ပတ်သက်တဲ့လိမ်လည်မှုတွေကျွလွန်နေငွေကြေးနဲ့ပတ်သက်တဲ့မတရားလုပ်တဲ့ကြီးနိုင်ငံချင်းလုပ်တဲ့နိုင်တဲ့စီးစင်းလုပ်တဲ့လက်နဲ့ရှိတဲ့လူကလက်နဲ့မရှိတဲ့လူကိုခမရနိုင်တဲ့စီးစင်းလုပ်နေတဲ့ကာလမျိုးတွေအဲ့ဒီကြတွေနဲ့ပတ်သက်လို့ပြေးပြောက်ခြင်းနဲ့ဗျာဒါကြောင့်အများဆုံးပြေးပြောက်အောင်အသင်ချိုးခြင်းလေးကကုညီဆောက်ချောက်ပါဆိုတဲ့အကြောင်းခမရအတော့ကြမြောက်ရလှည့်ပြီးတော့ဆူတင်လိုက်ခိုင်းပြီးတော့ဆူတောင်းစားပြီးမှဆူတောင်းဒါမှမဟုတ်လေချိုးခြင်းလေး20နဲ့တလုံးတစ်ခုခုလေးနဲ့ထဲထဲပြီးမှခမရဆူတောင်း စူတောင်းစူတောင်းပြီးမှကုသိုလ်လုပ်လိုက်ဆက်ပါဗျာအဲကုသိုလ်လုပ်ရင်အဆင်ပြေမယ်အဲ့လိုလေကုသိုလ်လုပ်ရင်တော့အဆင်ပြေမယ်ဗျာနော်အဲ့ဒါကြောင့်လူယောက်ျားတွေတက်ပြတဲ့လူယောက်ျားတွေကတောက်ကြမြောက်ရလှဲ့ပြီးချိုးခြင်းလေးကိုစားပြီးမှစူတောင်းမယ်ဆိုရင်အင်းတို့မှအများဆုံးလူယောက်ျားတွေနဲ့ပိတ်နေတဲ့ကိစ္စအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်မင်းနေရဒီချိန်မှာအောင်မြင်မှုအထွတ်အိပ်ဖြစ်ပါတယ်အလုတ်ကိုင်းနဲ့ပတ်သက်တဲ့အောင်မြင်ကြကြတယ်ဝေကြီးနဲ့ပတ်သက်တာသူလှုပ်ချင်တာတွေလှုပ်လို့ရတယ်ဒါပေမဲ့ နောက်ကွယ်မှာတော့ငွေကြီးနဲ့ပတ်သက်တဲ့ပြဿနာမှုတွေအကြီးအကျယ်ကြုံတွေ့ရတယ်လို့ငွေကြီးနဲ့ပတ်သက်တဲ့ဖြစ်ပေါ်လာတဲ့မာယုံမှုတွေအိုးနုကန်နဲ့ပတ်သက်တဲ့အစီမံခံခွင့်မှုအနည်းများတွေကြောင့်ဒီ15ရဲ့ကြော်တွေမှာမင်းဟာမရဏကျသွားတာပါတယ်အဲ့ချိန်မှာမင်းနေနဲ့ပတ်သက်တဲ့မှာဒီချိန်မှာတော်တော်ပြဿနာတက်မဲ့ကာလမျိုးဖြစ်နေတာဖြစ်ပါတယ်ဒါကြောင့်မင်းနေဓာပြက်နေတယ်မင်းဆိုတာတယောက်တည်းမဟုတ်ပါဘူးမင်းလို့သတ်မှတ်ထားတဲ့လူဆရာလို့သတ်မှတ်ထားတဲ့လူတွေကဒီချိန်မှာခင်ဗျားကြီး မင်းနဲ့ပတ်သက်တဲ့ကိစ္စပညာရေးနဲ့ပတ်သက်တဲ့အပြောင်းအရွှေ့ရာထူးတိုးနဲ့ပတ်သက်တဲ့ကိစ္စမှာ6လပိုင်း15ရက်ကျော်ရင်တော့တခုခုနဲ့ပတ်သက်တဲ့ယာယီလွဲချုံမှုတွေရုံနေပြီလို့ဆိုရပြီ။ဒါကြောင့်မင်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆင်ပြေခြင်းတော့ခမရအားလူလေးကိုကြာတာပဲအနောက်ရက်ကိုလှည့်ပြီးကိုင်းပြီးမှစူတော့အသိအားလူလေးရဲ့ ကျွန်တော်လောကနဲ့ပတ်သက်တဲ့အဆင်ပြေခြင်းနဲ့အပြောင်းအထွေးရာထူးတို့နဲ့အဆင်ပြေခြင်းနဲ့မင်းနဲ့ပတ်သက်တဲ့ကိစ္စအဆင်ပြေခြင်းနဲ့မိယာရီနဲ့ပတ်သက်တဲ့ကိစ္စအဆင်ပြေနေမင်းနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေနေတယ်ဗျာဒါကြောင့်အမြန်ဆုံးအဆင်ပြေအောင်ကုညီစောင့်ရှောက်ပါဆိုတဲ့အကြောင်းကြာသာပရိနောက်ရလှည့်ပြီးမင်းနဲ့ပတ်သက်တဲ့ကိစ္စတွေဆူတော့အဆင်ပြေလိမ့်မယ်အဲ့ဒီလိုမှမဟုတ်ရင်ဘုရားတဆူရဲ့ကြာသာပရိတောက်မှာအုံညို့ဆိုချောင်းညို့ဘုရားကိုသွားလှူလိုက်ဆက်မှာဗျာပိတ်နေသောကိစ္စများမင်းနဲ့ပတ်သက်တဲ့ကိစ္စများအမြန်ဆုံးအဆင်ပြေသွားမှာဖြစ်ပါတယ် ကိုကြီးမှာကိုသွားခြင်းနဲ့ခီသွားခြင်းတို့သွားခွင့်မရမနဲ့သွားတယ်လာတယ်လမ်းကြောင်းတွေမှာပြောတယ်ဆိုတဲ့လမ်းကြောင်းလေးရအကုန်လုံးအလွယ်လေးချော်ချော်ဖြစ်နေတာဖြစ်ပါတယ်အဲခင်ဗျာငွေလမ်းခင်းတော့အဆင်ပြေမယ်ငွေလမ်းမခင်းတော့အပြည့်မထွက်တာကောင်းတယ်ဗျအဲဒါကြောင့်လွဲချော်နေတဲ့ခီးစကားတွေနဲ့ပတ်သက်လို့တဲ့ကျင်တော့ဗုဒ္ဓတောင်ရက်ကိုလက်ဆက်လက်ကလေးကိုကိုင်းပြီးမှသုတော်ဖက်ချန်ဆက်လက်ကလေးစိတ်ကြဲမဟုတ်ဖက်ချန်ဆက်လက်ကလေးကိုကိုင်းပြီးမှအသင်ဆက်လက်ကလေးရဲ့ကျွန်တော်လေးလွဲချုံနေတယ်ဗျာကျွန်တော်သွားတဲ့ခီးတွေအစီအမီကျနေပြောတဲ့စကားတွေအောင်မြင်ကြောကြခြင်းနဲ့ ဒါကြောင့်သွားသောခီးတွေအနေကင်းပြရှိပြီးပြောစကားအောင်မြောင်ကိုကြီးစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းပုဂ္ဂုတောင်ရက်ကိုလှည့်ပြီးမှဆက်လက်ကလေးကိုင်းဆူတောင်းမယ်ဆိုရင်လွဲကျော်နေသောခီးစကားများအများဆုံးတက်ရောက်သွားမှာဖြစ်ပါတယ်။နော်ဒီချိန်မှာနေသက်ဒေတာတွေအားကောင်းပြီးတော့အတိုင်းနေမှာအားမကောင်းဘူး။တိုင်းနေအားကောင်းတဲ့နေရာတွေမှာနေပြီးတော့အားမကောင်းဘူး။နေပြီးတော့အားမကောင်းတဲ့အခါမှာတခြားနိုင်ငံတွေအားကောင်းတဲ့ကာလမျိုးဖြစ်ရတယ်။မြင့်ရမှာနေရအောင်သွားရင်အန်ဒရေဖြစ်တတ်ပြီးနေတဲ့နေရာမြင့်တဲ့နေရာသွားရင်တော့အန်ဒရေမဖြစ်တတ်ဘူးဗျို့။ အဲကျွန်တော်တို့မြို့တွေကနေတခြားမြို့တွေသွားမယ်ကိုယ့်ရဲ့သားတွေမြို့တွေကိုသွားမယ်အန်တရီကင်းပြီးတော့ကိုယ့်မြို့ကိုယ့်ရွာကိုယ့်ရဲ့နေနဲ့နေတွေဆင်းမယ်ဆိုရင်တော့ပြဿနာဖြစ်တတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်။ဒါကြောင့်ရိုးရွာတွေပေါ်မှာဒုရကြုံမယ်။ရိုးရွာလေးတွေနဲ့ပတ်သက်တဲ့ကိစ္စအဆင်ပြေခြင်းတော့စနေတော့နောက်တောင်တောင်လက်တရသီလေးခိုင်းပြီးမှဆူတော့အတင်တရသီလေးရဲ့ကျွန်တော်တို့ရိုးရွာဖော်လို့ဒုရကြုံခြင်းနဲ့အမှုခွင့်ပြဿနာတွေဝေးခြင်းနဲ့ခမရအိမ်မှာ ငွေကြီးများထူလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်ခြင်းနဲ့ဒါကြောင့်ရိုးရဖို့လိုဒိုးရကြော်ပြီးအမှုကင်းပြဿနာများဝေကောင်အတင်တည်းရဲ့လီလေးကကိုကြီးစောက်ချောက်ပါဆိုတဲ့အကြောင်းစနေတော့နောက်တောင်တောင်လက်ပြေးသေးလေးကင်ဆူတောင်းမယ်ဆိုရင်သင်တို့မှာပိတ်ဆိုနေတဲ့ရိုးရဖော်လို့ဒိုးရကြော်ပြီးငွေကြီးများဆုလိုက်ပြုံလိုက်ရမယ်ပြဿနာတွေကင်းသွားမှာဖြစ်ပါတယ်ဗျာကျွန်တော်တို့ရွှေညာမီမိသားစုကပေးတဲ့ရေရာလေးကလွယ်လွယ်လေးပါတပတ်ကလေးတွေစားလေးတွေမှာတပတ်စားလေးတွေပြုလုပ်ချင်းပြည့်နေချင်းမှာနေချင်းပြုလုပ်ချင်းပြည့် တင်းတို့မှာပိတ်ဆိုနေတဲ့ကံများအများဆုံးပွင့်လာမှာဖြစ်ပါတယ်။ဒါကြောင့်ရှေ့ရဲ့6လ2025မှဒီ14ရဲ့6လ2025တပတ်စာကံညီမများကိုတင်ပြပေးလိုက်ပါတယ်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်။ဆရာကြီးမြန်မာပြည်ပါဗျာ။